လက်ရှိပင်လယ်ကိုအုပ်စိုးနေတဲ့ကြောက်စရာအရာမဘလူးကြီးများကမ္ဘာပေါ်မှာဘလူးကြီးတွေရှိနေသေးတယ်လို့စိတ်ကူးကြည့်လိုက်ပါရေအောင်ဒဏ္ဍာရီတွေထဲမှာမဟုတ်ဘဲနဲ့လေးလံတဲ့ဂလက်ဆီတွေမှာလည်းမဟုတ်ဘဲနဲ့ကျွန်တော်တို့ရဲ့ကမ္ဘာမြေကိုဝန်းရံထားတဲ့ဒီလိုင်းလုံးတွေအောက်မှာပါပင်လယ်ကြီးကကမ္ဘာရဲ့80ရာခိုင်နှုန်းကျော်ကိုဖုံးလွှမ်းထားပါတယ်ဒါပေမဲ့ကျွန်တော်တို့က9ရာခိုင်နှုန်းတော့မှမစူးစမ်းရသေးပါဘူးအဲ့ဒီဒိတ်စိတ်ငြိမ့်သက်နေတဲ့အပြာရောင်မျက်နှာပြင်အောက်မှာရှိနေတာတွေကကျွန်တော်တို့တွေးထင်တာထက်ပိုပြီးတော့ပိုဆန်းပြပြီးတော့ပိုပြီးတက်ဝင်လှူရှားနေပါတယ် တိုက်လေရင်နေထက်ပိုကျဲတဲ့အတောင်ပိုင်းတွေကနေစပြီးကားရစီလောင်နှလုံးသားရှိတဲ့တပ်တော်တွေအထိသူတို့ဟာပင်လယ်ကိုအုပ်စိုးနေတဲ့အမှန်တကယ်ဘလူးကြီးတွေပဲဖြစ်ပါတယ်။နံပါတ်10 The Giant Oceanic Manta Ray ပင်လယ်နယ်ကြီးရဲ့အတောင်ပိုင်းများလို့တင်စားရမယ်။ Manta Ray ကဟာလှပနေနေပြီးတော့အရွေစားကတော့မယုံနိုင်လောက်ပဲကြီးမားပါတယ်။အေယာမပင်လယ်ပြင် Manta Ray ကဟာပင်လယ်ရဲ့အလှပဆုံးဘလူးကြီးတွေထဲကတက်ကောင်းပါသူတို့ရဲ့အတောင်ပိုင်းအခြေဟာပေ30ဒီရှိနေပြီးတော့ရေထဲမှာအတန်တဲအရိပ်တွေလိုပဲအားထုတ်စရာမလိုဘဲနဲ့လေထဲပြန်တန်းနေတယ်လို့မျိုး ျော့တိုက်သွားလာပါတယ်။ရင်ကုန်သမားတွေကသူတို့ပြီးမှကူးခတ်ရတာဟာလင်းရင်တောင်ပိုင်းကြီးတက်ဖက်ပြီးမှမျောနေရတယ်လို့ပဲလို့ခဏခဏပြောကြပါတယ်။ဒါပေမဲ့သူတို့ရဲ့လှပတဲ့ဟန်ဘာကိုမယုံလိုက်ပါနဲ့။မန်ဒရင်းငါးတွေဟာပေါင်သုံးတော်နီပါလေးကျင်ရှိတဲ့အစစ်မှန်ဘလူးကြီးတွေဖြစ်ပေမဲ့ကားချီတဲ့တယောက်လိုချုံမွေတီးကြသွားလှုပ်ရှားသွားလာပါတယ်။သူတို့ရဲ့ကြီးမားတဲ့တောင်ပိုင်းတွေကိုရွေလျားဖို့အတွက်တာမကပဲနဲ့သူတို့ရဲ့အဓိကအစားအစာဖြစ်တဲ့အနုကြီးပလန်တန်တွေပြည့်နေတဲ့ရေတွေကိုစစ်ယူဖို့အတွက်အသုံးပြုပါတယ်။သူတို့ကပို့ပြီးရစိတ်ဝင်စားဖို့ကောင်းတာကသူတို့ရဲ့ညံရေးပါ။ လိလာချက်တွေရမန်တာရင်းငါးတွေကကိုကိုကိုမှန်တဲ့မှာမှတ်မိနိုင်တဲ့ငါးမျိုးစိတ်အနှဲငယ်တွေကတမျိုးဖြစ်ပြီးဒါကကိုကိုကိုတိနာလေမှုရဲ့လက္ခဏာတစ်ရက်ဖြစ်ပြီးတော့လပိုင်းစင်းနဲ့လူသားတွေမှာတွေ့ရတဲ့အရေးချင်းမျိုးပါ သူတို့ဟာတန်တာကြောက်တန်းတွေမှာရှိတဲ့တန်ရှိရဲ့စက်ခန်းတွေမှာမကြာခဏစူဝေးလေးရှိပြီးအဲ့ဒီနေရာမှာငါးသေးသေးလေးတွေကသူတို့ရဲ့ရေခုံပေါ်ကကပ်ပါးကောင်တွေကိုဖယ်ရှားပေးပါတယ်ဒါပြင်သူတို့ဟာအားကောင်းတဲ့လက်ပတ်မှုတွေနဲ့ရေပေါ်ကိုခုံပြကြောထွက်တတ်တဲ့အမှုကျင်မျိုးလည်းရှိပြီးတော့ဒီအပြုတ်မှုကိုသိပ္ပံပညာရှင်တွေကအပြည့်အဝရှင်းပြနိုင်ခြင်းမရှိသေးပါဘူး မန်တာရင်းကားတစ်ခါကိုအနီးကပ်တွေ့မြင်ခြင်းဟာတဘာဝရဲ့အင်ဂျင်နီယာပညာအမြင့်ဆုံးအခြေအနေကိုမြင်တွေ့ရခြင်းပါပဲအစွမ်းထက်ငြိမ်းချမ်းပြီးတော့မဖြစ်နိုင်လောက်အောင်ကြီးမားနေပင်လေရဲ့တိတ်ဆိတ်တဲ့အတောင်မှဖြစ်တဲ့အရာမပင်လေပြင်မန်တာရင်းကားဟာဘလူးကြီးတွေတန်းဟာအန်ဒီယမရှိဘူးဆိုတဲ့အထောက်ထားတစ်ခုဖြစ်ပါတယ်တချို့ကတော့လက်ရမြောက်တယ်ဖန်တီးမှုတွေပါနံပါတ်9ဂျပန်ပင့်ကူကနန်းပင်လယ်နယ်ကြီးရဲ့အရာမပင့်ကူလို့တင်စားရမယ်ဒီတက်တော်ကအကယ်၍သင်ဟာပင့်ကူတွေကိုကြောက်တတ်တယ်ဆိုရင်အကျယ်ဆက်နယ်ပေရှိတဲ့ပင့်ကူတကောင်ကိုစိတ်ကူးကြည့်လိုက်ပါ ကမ္ဘာပေါ်မှာအကြီးဆုံးခရီးခုံမှာရှိတဲ့တတ္တဝါဖြစ်တဲ့ဂျပန်ပြည်ကိုကနန်းနဲ့တွေ့ဆုံလိုက်ပါ၎င်းရဲ့ခြေထောက်တရားစနေတဲ့သမ5ပြည်အထိဆန့်ထွက်နိုင်ပြီးတော့ဒီတတ္တဝါကဂျူတလုံးကနေရောက်လာတယ်လို့မျိုးဖြစ်ပါတယ်သူကဂျပန်နိုင်ငံရဲ့ကံယူတဲ့ဟာပေနထောင်နှက်ထိနက်ရှားနဲ့အေးခဲနေတဲ့ရင်းနှီးပိုင်းတွေမှာနေထိုင်ပါတယ်သူရဲ့ကြောက်စရာကောင်းတဲ့အကျယ်စားရှိပေမဲ့သူဟာတားကောင်ဖန်တဲ့အကောင်တော့မဟုတ်ပါဘူးသူဟာပေါ်ကနေမျောစဲလာတဲ့ဒေသုံးပြီးသားတလေးဆန်တွေနဲ့ အော်ဂန်နစ်ပစ္စည်းတွေကိုပဲစားတော့တယ်အမိုက်ကောက်စားသူတူဖြစ်ပါတယ်သူရဲ့ကိုယ်တွေကဘောလုံးတစ်လုံးအရွယ်လောက်ရှိပေမဲ့ခြေထောက်တွေကြောင့်ပဲသူကပင်လယ်ထဲမှာအထူးခြားဆုံးတက်တော်ဝါတွေထဲကတကောင်ဖြစ်လာပါတယ်ပင်လယ်ကျဲပြေတစ်လျှောက်လမ်းလျှောက်တဲ့ကောင်မှာဆက်ရုပ်ပင်ကူကြီးတကောင်အနေပြကွက်နဲ့ရှောက်နေတယ်လို့မျိုးသိပေပညာရှင်ကြီးရဲ့အဆိုအရဒီကနန်းဟာအသက်တရာထိနေထိုင်နေလို့လေယုံကြည်ကြပြီးအခုပင်လယ်ကျဲပြေမှာတောသွားနေတဲ့တချို့ကောင်တွေကဒုတိယကမ္ဘာစစ်တုန်းကတည်းကအသက်ရှင်နေတာဖြစ်နိုင်ပါတယ်သူရဲ့ကြောက်စရာကောင်းတဲ့ပုံမှန်တန်တဲ့ရှိပေမဲ့ဂျပန်ပင်ကူကနန်းဟာရှက်တတ်ပါတယ် ူကရံမပြုတ်တဲ့လိုကြောက်တုံးနေနဲ့တန်တားကြောက်တတ်နေကြတဲ့မှာပုံအောင်နေတာကိုပိုနှက်တက်ပြီးပင်လယ်ကျဲပင်နဲ့လိုက်ဖောက်ကောင်းစွာဖုံးကွယ်ထားတတ်ပါတယ်။ဒါပေမဲ့ဂျပန်ရိုးရာပုံမြေတွေမှာတော့သူ့ကိုတကာဟာရှိကာနီခြေရှိကနဲလို့ခေါ်ဆိုကြပြီးသူ့ရဲ့လက်မတွေနဲ့ရေသမောသားတွေကိုရေအောက်ကိုဆွဲချနိုင်တယ်လို့ဒဏ္ဍာရီတွေကဆိုထားပါတယ်။ဒါကတော့အမှန်တရားမဟုတ်နိုင်ပေမဲ့ဒီကနဲကိုမြင်ရတဲ့အခါမှာဘာလို့လူတွေယုံကြည်ခဲ့ကြတာလဲနားလေပါလိမ့်မယ်။သူကရိုးရိုးကနဲတကောင်မဟုတ်ပါဘူး။သူကရှေးခေတ်ကာလကအသက်ရှင်ကျန်ရည်သူတို့ဖြစ်ပြီးတော့ပင်လယ်အောက်ကတက်ရှိတွေအောင်ဘလောက်တောင်ကြီးမားပြီးတော့ ကဘာမီမီကတတဝိုင်းနဲ့ကွာခြားနိုင်တယ်ဆိုတာသတိပေးနေပါတယ်။နံပါတ်၈အေယာမရေဟူအနာဒီကရဲ့အေးခဲနေတဲ့ရေပြင်ထဲမှာအရန်ကိုရှားပါတဲ့တတဝါတစ်ခေါက်နေထိုင်ပါတယ်။အဲဒီတတဝါကိုလူနေငယ်သားမြင်မှုပါသေးတယ်။သူကတော့အေယာမရေခူးကြီးပါ။ဒါကတာမရေခူးတစ်ခေါက်မဟုတ်ပါဘူး။သူကပေလန်နယ်ကြီးရဲ့အစစ်မှန်ဘလူးတစ်ခေါက်46ပေရှိလျားပြီးတော့ပေါင်1000ကျော်အလေးချိန်ရှိတဲ့ဒီရေခူးဟာကဘာပေါ်မှာအကြီးမားဆုံးကြော်ရုံမရှိတဲ့တတဝါဖြစ်နေလူသိများပါတယ်။သူ့ရဲ့ညီကိုဝမ်းခွဲဖြစ်တဲ့အေယာမရေခူးနဲ့မတူပဲအေယာမရေခူးကြီးကပိုလေးပိုထူပြီးပိုပြီးတော့အန်ဒီရဲများပါတယ်။ သူ့ရဲ့လက်တံတွေမှာလဲပတ်နေတဲ့ချိတ်တွေရှိပြီးအသားနဲ့အရိုးတွေကိုတော့လှိဖြတ်နိုင်လောက်ထပ်ပါတယ်။သူ့ရဲ့နှုတ်သီးကလည်းရေကိုအောင်လို့တဲ့မှာအကြီးဆုံးဖြစ်ပြီးတော့ငါးတကောင်ကိုတကိုက်တဲနဲ့တဝက်စီဆုပ်ဖြဲနိုင်လောက်အောင်စွာကြီးမပါတယ်။သူ့ရဲ့မျက်လုံးတွေကလည်းလူကောင်းအရွယ်စားလောက်ရှိပြီးတတဝါလောကမှာအကြီးဆုံးပါပဲ။အမောင်ထဲမှာဘေဘက်ကချင်းကက်လာတဲ့တားကောင်ကိုမဆိုးမြင်နယ်လောက်တဲ့မျက်လုံးမြင်မျိုးကိုစိတ်ကူးကြည့်လိုက်ပါ။အန်နဒီကရေခဲပြင်အောင်ကအလေးရောင်မရှိတဲ့ကောင်ပါမှာဒီတတဝါရှင်တန်နေဖို့ကအဲ့ဒီလိုပါပဲ။ဒါပေမဲ့အနေနဲ့ဆိုအစိတ်ပိုင်းကတော့ကျွန်တော်တို့ဟာသူ့ကိုသဘာဝပတ်ဝန်းကျင်မှာအရှင်လက်လက်တစ်ခါမှမမြင်မှုသေးပါဘူး။ ျွန်တော်တို့တွေ့ရှိခဲ့တဲ့နမူနာအားလုံးဟာလမ်းပေါ်ကိုရေးစီးပြီးတော့တက်လာတာဒါမှမဟုတ်ငါးဘက်ပိုက်တွေထဲမှာမတော်တဆဖမ်းမိတာမျိုးတွေပဲဖြစ်ပါတယ်။သိပေပညာရှင်အချို့ကဒီရေခူရီယာပေ60ဒါမှမဟုတ်ပိုကြီးလာနိုင်ပြီးပင်လယ်ရဲ့အနံ့ဆိုင်သောအမောင်တို့ထဲမှာနေထိုင်ကြတယ်လို့ယုံကြည်ကြပါတယ်။ကျွန်တော်တို့သိထားတာကသူတို့ကဝေလံငါးတွေနဲ့တိုက်ခိုက်ကြပြီးဝေလံငါးရေခူပေါ်ကအမာရွတ်တွေဟာရေခူရဲ့ခြေတွေနဲ့အန်ကိုက်ဖြစ်နေတာတွေ့ရပါတယ်။ဒီပိလန်နယ်ကြီးထဲမှာရှေးကြတဲ့စေပွဲတစ်ခုကဆက်လက်တိုက်ခိုက်နေတော့မှာပဲ။အေယာမဝေလာငါးကြီးနဲ့အေယာမရေခူးကြီးတို့တိုက်ပွဲဝင်နေကြတာကိုလူသားတွေမမြင်ရပါဘူး။ ်အရာမရေခိုးကြီးကရိုးရိုးတက်တော်တာကောင်မဟုတ်ပါဘူး။သူကပင်လယ်ရဲ့အကြီးဆုံးဘလူးတွေကအမန်တကယ်ရှိနေတယ်ဆိုတာနဲ့ကမ္ဘာအကြီးဆုံးစစ်ပွဲချိုးဟာလိုင်းနေအောင်မှာပဲဆက်လက်ဖြစ်ပွားနေတယ်ဆိုတာတက်သေးပြနေတယ်အသက်ရှင်နေတဲ့တက်သေးပါ။နံပါတ်9တုပ်ပိုးဝေလာငါ။ဘရာသာကပင်လယ်ထဲကိုသွားပြီးတော့ဦးအားတိုင်းကွက်တွေထုတ်လိုက်တယ်ထားပါတော့။ပြီးရင်ဘရာသာရဲ့အဖိုးမဖြတ်နိုင်တဲ့တသားမိမိတွေထောင်ပေါင်းများစွာကိုပင်လယ်ထဲကိုစုံထုတ်လိုက်မယ်ဆိုရင်အဲ့ဒီတသားမိမိတွေအများကြီးစုပြီးတော့ဝေလာငါတကောင်ဖြစ်သွားမှာပါ။သူရဲ့နာမည်ကိုတော့တုပ်ပိုးဝေလာငါလို့ခေါ်ပါတယ်။မယုံပါနဲ့ဗျာ။ကျွန်တော်လျှောက်ပြောနေရပါ။ ။တကယ်တော့ဘာမှမဆိုင်ပါဘူး။ဒီကောင်ကတောက်တလွဲနေမယ်ပြေးခံရတာ။သူကကပောက်မှာအကြီးဆုံးနဲ့အစွမ်းထက်ဆုံးတားကောင်နေတဲ့ကတကောင်ဖြစ်ပြီးတော့ပေခွန်နယ်စေတိရှိလျားပြီးတော့တန်60နေပါလေးချင်ရှိတယ်။တော်ဘိုးဝေလာငါရဲ့ဥကောင်တချမ်းတဲကသူ့ရဲ့ကိုယ်တဲ့အရှိရဲ့သုံးပုံတပုံရှိတယ်။အဲ့ဒီကြီးမားတဲ့ဥကောင်အတွင်းမှာတိရစ္ဆာန်တွေထဲမှာအကြီးဆုံးအုံနောက်18ပေါင်ကျော်ရှိပြီးတော့ spermatic လို့ခေါ်တဲ့စီနဲ့ပြည့်နေတဲ့နည်းနည်းစမ်းကြည့်တဲ့အင်္ဂါအစိပ်ပိုင်းတစ်ခုလေးရှိတယ်။ဒါအတူကိုရေအောင်အလွန်နှမ်းရှမ်းတဲ့နေရာတွေကိုငုံရှိုးနံကူညီပေးတယ်။ တော့ပိုးဝေလံငါတွေကသူ့ကိုအကြိုက်ဆုံးတားခွန်ဖြစ်တဲ့အေယာမရေခုနဲ့အေယာမရေခုကြီးတွေကိုရှာဖွေဖို့အတွက်ပေတထောင်ကျော်တီကိုရင်ငုံနိုင်ပြီးတော့ပင်လယ်ထဲမှာအနက်ရှိုင်းဆုံးရင်ငုံသူတွေတဲ့ကတအုပ်ပါဝင်ပါသူတို့ရဲ့ကလစ်တန်တွေကဘာပေါ်မှာအကြစ်လောင်ဆုံးဇီဝဗေဒဆိုင်ရာစုညံတန်တွေဖြစ်ပါတယ်အဲ့ဒီတန်ကတားကောင်ကိုထိတ်လန့်သွားစေနိုင်တယ်လို့ပင်လယ်ထဲမှာလည်းမိုင်ပေါင်းများစွာထိဆက်သွယ်နိုင်လောက်ဆွမ်းထက်ပါတယ်သူတို့ရဲ့ရွယ်စားကြီးမှပြင်မဲ့တုပ်ပိုးဝေလံငါတွေကအာဟာရအသင့်စရာကောင်းလောက်မဲ့ပေါင်းသစ်ဆက်ဆန်းတတ်ပါတယ် တို့ဟာအုပ်စုဖွဲ့ပြီးတော့ခီးသွားလာကြကသူတို့ရဲ့ကလေးတွေကိုကောက်ွယ်ပေးပြီးတော့အတူတကွပူပေါင်းမင်းလဲကြပါတယ်။တားကောင်စောက်ရှောက်ရေးစကန်းတွေကိုလည်းဖွဲ့စည်းထားတာတွေ့ရပြီးတော့အမဝေလာငါးတွေဟာဝေလာငါးပေါက်လေးတွေကိုအတူတကွစောက်ရှောက်ပေးပါတယ်။ကြီးမားတဲ့ထီတွေကတော့ပိုအေးပြီးတော့ပိုနေတဲ့ရေတွေကိုတယောက်တည်းထွက်သွားလိမ့်ရှိပါတယ်။သူတို့မျက်နှာပေါ်ကအမာရုပ်တရားပင်လယ်လယ်ကြီးထဲမှာတိုက်ပွဲတွေမှာအီယာမရေခူလက်ထံနေခြံထားခဲ့တဲ့အဝိုင်းပေါ်အမှတ်သားလေးဖြစ်ပါတယ် ဒီချင်းဆိုင်တွစ်ဆုံမှုတွေကိုဘယ်သူမှရိုက်ကူးနိုင်ခြင်းမရှိသေးပေမဲ့ဝေလာငါးရဲ့ရေပေါ်တက်ပြီးအသက်ရှူထုတ်တဲ့အခါမှာပင်လယ်ကြီးကသူ့ကိုယ်တိုင်ရဲ့ဒဏ္ဍာရီကိုရှူထုတ်နေတယ်လို့မျိုးပဲ့တင်ထက်နေတဲ့အတန်အသက်တွေပါတဘိုးဝေလာငါရိုးရိုးဘလူးတူကမဟုတ်ပါဘူး။သူကပင်လယ်ရဲ့အစွန်ဆုံးအမဲလိုက်တယ်မှာပါ။ဇွားကြီးမမိုးကပင်လယ်နယ်ကြီးကိုအုပ်စိုးနေတုန်းပဲဆိုတော့တက်တဲ့ပြနေတဲ့အသက်ရှင်နေတော့လေးဝိတန်တကောင်ဖြစ်ပါတယ်။နံပါတ်6အေယာမငမန်းဖြူ။ကဲပင်လယ်အားလုံးမှာအကြောက်အဆုံနဲ့အယူသည့်အပြူရဆုံးတတ်တော်ဝါကြီးတဲကတကောင်ဖြစ်တဲ့ Great White ငမန်းကိုရောက်ပါပြီ။ ။သူကပေ20ရက်ရှည်လျာပြီးတော့ပေ9000ကျော်အလေးချိန်ရှိပါတယ်။ Grade 1ငမန်းကပင်လယ်ထဲမှာအကြီးဆုံးတက်တော်တော့မဟုတ်ပါဘူး။ဒါပေမဲ့သူကအမှတ်သားရှိဆုံးတက်တော်ဝါးတွေကတကောင်ဖြစ်တာတော့သိကြပါတယ်။အရှင်မြင့်မော်အစ်တော်ဆုံးသူ့ရဲ့ကိုယ်တွေကတိုက်ခိုက်တဲ့အခါမှာတဏှာရီကိုမိုင်35အထိအရှင်ပြပြနဲ့တွာလာနိုင်ပါတယ်။အန်သွာ300နဲ့ပြည့်နေတဲ့သူ့ရဲ့မေယိုတရားအယုနဲ့တန်မန်နီကိုတော့မှအလွယ်တကူကိုက်ဖြတ်နိုင်ပါတယ်။ဒါပေမဲ့ Grade 1ငမန်းကိုစိတ်ဝင်စားစရာအကောင်းဆုံးဖြစ်စေတာကသူ့ရဲ့ဉာဏ်ရည်ပါ။သူကအလိုလျောက်အမဲလိုက်တာမျိုးမဟုတ်ဘူးနော်။သူကတားကောင်ကိုနားရောက်ခန်းလိုက်တယ်၊စောင့်ကြည့်တယ်၊ပြီးမှတွဲချက်တယ်။ သူက amplitude of learning scene လို့ခေါ်တဲ့အတူအင်ကအစိပ်ပိုင်းတွေကိုအသုံးပြုပြီးတရှိသက်တော်ဝါတွေကထွက်လာတဲ့လျှက်စက်လန်းတွေကိုခန်းစားနိုင်ပါတယ်။ဒါကြောင့်ရေနောက်နေတဲ့ခြေနေမှာတော့နှလုံးခုန်တံကိုဖမ်းယူနိုင်တယ်။သူ့ရဲ့ဂုံတင်းရှိပေမဲ့ Great White ငမန်းကြီးကအုံနောက်မရှိတဲ့လူသက်သမားတော့မဟုတ်ပါဘူး။သူတို့ကစူးစမ်းကြည့်စေးကြောင့်ပဲအရာဝတ္ထုတွေကိုစမ်းသပ်ကြိုက်ခဲလိရှိပါတယ်။ဒါကြောင့်လူသားတွေရဲ့ငမန်းတွေ့ဆုံမှုများပြားဟာအသက်တည်ဆုံးတဲ့ဒီကိုမဖြစ်ရခြင်းဖြစ်ပါတယ်။ တို့ဟာဘီလင်အားလုံးမှာလှည့်လည်သွားတာတက်ပေမဲ့အကြီးဆုံးကောင်တွေကတော့တောင်အာဖရိက၊ဩစတြေးလျနဲ့ကယ်လီဖိုးနီးယားအနီးဆုံးမှာအများဆုံးတွေ့ရပါတယ်။ W လို့နာမည်ပေးထားတဲ့မှတ်တမ်းတင်ထားသမျှတွေမှာအကြီးဆုံး Grade 1ငမန်းက22ပြည်နီးပါရှေ့လျားပြီးတော့၄ချိန်2.5တန်ရှိမယ်လို့ခန့်မှန်းရပါတယ်။တကယ်ကိုကြောက်လန့်စရာကောင်းတာကတို့ကဘလောက်ထိနိုင်ဆိုင်စွာရင်းငုံနိုင်လဲဆိုတော့ပါပဲ။တချို့ဆိုရင်ပေ၄တောင်ကျော်တီကိုငုံရှိုးနိုင်ပြီးတော့အမောင်းတူတဲကိုပျောက်ကွယ်သွားလိုက်ပြီးတော့မှဒလိစံနေလို့ပြန်တက်လာလိုက်ရင်လုံတက်ကြပါတယ်။နံပါတ်5ချင်းသစ်စပင်ရေးကို သူကဟန်ပန်ကကျော့ဆက်ပြီးတော့ငိမ့်တက်နေတဲ့အောင်ရှိပေမဲ့ချင်းသစ်စပင်ရေကူကပင်လယ်ကျမ်းပြင်ကြီးရဲ့အစ်စ်မန်ဘလူးကြီးတကောင်ဖြစ်ပါတယ်။သူရဲ့လက်တံတွေဟာပေတရားနယ်စည်တီစမ်းထွက်လာပြီးတော့ဒါဟာဝေလာ၅ပြားတကောင်တစ်ခုပို့ရှိပါတယ်။အပေါ်ပိုင်းမှာရှိတဲ့ခေါင်းကုန်းပုံစံကိုတွေကလည်းရှိပီတီကျင်းနေပါတယ်။မြူကိုရီကြားထဲမှာကူးခက်နေတော့မှရုတ်တရက်ကြီးမှလည်းလေမုံရောင်အဝိုင်းပြားကြီးကတိတ်ဆိတ်စွာပြန်ဝဲနေပြီးတော့သူရဲ့လက်တံတွေကမီးရှံလမ်းကြောင်လိုနောက်ကနေလိုက်ပါနေရမြင်အောင်ကြည့်လိုက်ပါ။ သူဟာအာတိတ်နဲ့မြောက်အတ္တလန်တိတ်ဒေသကရေခဲပြင်တွေထဲမှာမျောပါလာတတ်ပြီးတော့ပလန်တန်ငါးသေးသေးလေးတွေနဲ့တခြားရေခူတွေကိုပါစားသုံးပါလေ။အုံနောင်အယုနဲ့နှလုံးမရှိတော့လေသူဟာပင်လယ်ထဲမှာစွန့်ထက်ဆုံးတားကောင်ဖမ်းသူတွေကတအူးပါပဲ။သူ့ရဲ့လက်တံတွေဟာနီမတိုဆစ်လို့ခေါ်တဲ့အစိတ်ဆူးဆဲတွေနဲ့ဖုံးလန့်ထားပြီးတော့တားကောင်ကိုချစ်ချင်းလေပြေတောင်းလုံးနေပါလေ။ချင်းသေးစပင်ရေခူအများပြားကမ်းပေါ်ရောက်တဲ့အခါမှာသိပ်ပန်စိတ်ကိုရင်ရုပ်ရှင်တွေကမြင်ကွင်းလိုမျိုးဖြစ်နေတတ်ပါလေ။ကဲအုံနဲ့တစ်ခုလုံးကပင်လယ်နယ်ကြီးတွေကတောက်ပါပြီးတော့တက်ပြက်ပြက်ခုန်နေတဲ့ဘလူးကြီးတွေနဲ့ပြည်နေတာမျိုးပါ။ စိတ်ဝင်စားစရာကောင်းတာကသူတို့ရွေလျားပုံပါပဲသူတို့ဟာငားလိုကူးတာမျိုးမဟုတ်ဘဲနဲ့ခုံပေါ်ပြီးတော့ရွေလျားပါတယ်လှုပ်ရှားမှုတိုင်းကရေတွေကိုသူတို့ရဲ့နောက်ကိုတွန်းထုတ်ပေးပြီးတော့အေးဆက်တဲ့အမောင်းထဲမှာမျောပါသွားတဲ့အခါမှာတဆီလိုညင်ညာတဲ့ရတန်ကိုဖန်တီးပေးပါတယ်ဒါပေမဲ့သူတို့ရဲ့လှပမှုကဆွဲမတ်စရာပါပေးလျားဘလူးတွေကိုသာဝှက်ထားတာမဟုတ်ဘဲနဲ့တက်ဝင်နေတဲ့နုပညာကိုလည်းဝှက်ထားတယ်ဆိုတော့တတိပေးနေပါတယ် ချင်းသေးစပင်ရေကွာစန့်ကျင်ဘက်သဘောဆောင်တဲ့တတဝါပါဒေစီနိုင်တယ်လို့နူးညက်သိမ့်ပါတယ်ရှေးကြတယ်လို့တခြားဂျူသားဆန်နေပင်လယ်ထဲမှာလည်းအပျော်ဆုံးတတဝါကြီးတော်မှာစိတ်ကူးမရင်နိုင်နဲ့အရွယ်စားတီကိုကြီးထွားနိုင်နေဆိုတာသူကသက်တည်ပြနေပါတယ်နံပါတ်၄အီယာမ၅ဖားရှိရာဇုံနေများစွာကလေးကရေချောင်းပြသမားတွေကကြီးမားတဲ့ပင်လယ်မွေနဂါးတွေကြောင်းပြောပြခဲ့ကြပါတယ်ရေနံပိုင်းကလည်းထွက်လာပြီးတော့ငွေရောင်နဂါးတွေလိုမျိုးတောက်ပါနေတဲ့တတဝါတွေပါအဲ့ဒီပုံမြင်တွေကဒဏ္ဍာရီတွေမဟုတ်ပါဘူးသူတို့ကပင်96ပေတီရှိလျားတဲ့အီယာမ၅ဖားရှိကိုမြင်တွေ့ခဲ့ရတာဖြစ်ပါတယ် ၅ဘာရှိတာမှတ်တမ်းတင်သမျှတွေမှာအရှိဆုံးအယုတ်ရှိတဲ့ငါဖြစ်ပါတယ်။သူ့ရဲ့ကိုယ်တည်းတဲကရှေးလျားပြီးတော့ပြားချက်တဲ့ပြင်တက်တူရံငွေရောင်တောက်ပါနေပါတယ်။ခေါင်းကနေအမီတီအနေရောင်ပြော့ပြော့အတောင်မှရှိပြီးတော့ရေထဲမှာရွေလျားနေတဲ့တက်ရှိဖဲချိုးတစ်ခုလိုပါ။သူကမျက်နှာပြင်ကိုခဲရင်စွာလာလိမ့်ရှိပြီးတော့သူ့ရဲ့ဘဝရဲ့အများစုကိုပေ၃တော်လောက်အနှံ့ရှိုင်းနဲ့ပင်လယ်နယ်ကြီးထဲမှာနေထိုင်ပါတယ်။သူပေါ်လာတဲ့အခါမှာသူ့ကိုပင်လယ်မွေတွေကဒါမှမဟုတ်ငကားလိုမှားရွေးထင်မှန်ကြပြီးတော့ထိတ်လန့်မှုကိုဖြစ်ပေါ်စေပါတယ်။ ဂျပန်ရိုးရာပုံမြင်တွေကတော့သူ့ကိုပင်လယ်နယ်ဗျာရင်နန်းတော်ကတန်တမန်လို့ခေါ်ဆိုကြပြီးတော့ငလင်းဒါမှမဟုတ်ဆူနာမီတွေမတိုင်ခင်ပေါ်လာသေးလို့ယုံကြည်ကြပါတယ်။စိတ်ဝင်စားစရာကောင်းတာကမြင်းကလေးလောက်ခတ်မှုမဖြစ်မီမကြမီမှာပဲငါးဖားရှိတယ်ကမ်းပေါ်တက်လာခဲ့တဲ့အမှန်တကယ်ဖြစ်ရများလည်းရှိခဲ့ပါတယ်။သူ့ရဲ့ကြီးမားတဲ့အရွယ်စားရှိတော့လေလူသားတွေကိုအန်ဒီယံမပြုတ်နိုင်ပါဘူး။သူကဘလန်တန်နဲ့ခရုခုံမှာတိတ်တိတ်လေးတွေကိုအဓိကထားဆောင်းသုံးပြီးတော့သူ့ရဲ့ရှေလျားတဲ့ကိုယ်တွေကိုအသုံးပြုကရေထဲမှာညှင်းသားသွားရေးနေသွားလာပါတယ်။ ၅ဘာရှိရဲ့နေခွေးပြီးတော့ငွေနဲ့တူတဲ့လှူရှားမှုတွေကိုကင်မရာမှာနင်းငယ်များသောမှတ်တမ်းတင်ထားခဲ့ပါတယ်။မြင်တွေ့ရတဲ့ခါတိုင်းမှာသိပ္ပံပညာရှင်တွေကိုအံ့အားတင်စေခဲ့ပါတယ်။သူကဒဏ္ဍာရီတွေမှာမှန်တရားရဲ့အစိပ်ပိုင်းပါဝင်နေတယ်ဆိုတာသက်သေပြနေတဲ့ရှားပါတတဝါရီတွေကတကောင်ဖြစ်ပါတယ်။ဘာလို့လဲဆိုတော့အေယာမ၅ဘာရှိရာအမှန်တကယ်ဖြစ်လာတဲ့ပင်လယ်မွေနဂါဖြစ်ပါတယ်။နံပါတ်3ဝေလာငါမန်နံပါတ်3ကတော့ကဘာပေါ်မှာအကြီးဆုံးငါဖြစ်တဲ့ဝေလာငါမန်ပါသူရဲ့နာမည်ပဲရှိပေမဲ့သူကဝေလာငါမဟုတ်ပါဘူးငါမန်တကောင်ပါဒါပေမဲ့အင်အားထက် ငင်းကြဲကိုပိုနှင်းတက်တဲ့ငမ်းမန်းမှာအရှိပေ၄၀နဲ့အလေးချိန်တန်တဲ့၁၀ကျော်တိရှိတဲ့ဒီကြီးမားတဲ့တတဝါဟာကြောက်စရာကောင်းမွန်ပေါ်ပေမဲ့လူသားတွေကိုတော့လုံးဝအန္တရာယ်မပြုပါဘူး။ဝေလာငမ်းမန်းရဲ့ပါးစပ်တပေါက်တွေကပင်ကားပြေကျပါတယ်။ဒါပေမဲ့သူကအန်သောစူးစူးတွေစားစေတုစနစ်ကိုအသုံးပြုပြီးတော့ပလန်တန်၅ဦးနဲ့တင်းငယ်တဲ့တက်ရှိတွေကိုစုပ်ယူစားတော့ပါတယ်။သူရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှာလှပတဲ့အဖြူအဆက်ပြောက်တွေနဲ့မြင်းရောင်းနဲ့ဖုံးလွှမ်းနေပါတယ်။ဝေလာငမ်းမန်းထဲမှာလက်ပွေရည်လိုပဲဓမ္မထူးကြတဲ့ပုံစံတွေရှိပါတယ်။ သိပ္ပံပညာရှင်တွေဟာဒီပုံစံတွေကိုအသုံးပြုပြီးတော့ကမ္ဘာတဝှမ်းမှာရှိတဲ့ငါးတကောင်ချင်းစီကိုခွဲခြားသိရှိကထိရခန့်ကြပါတယ်။သူတို့ကိုမာလ်တိုင်းမက္ကဆီကိုနဲ့ဖိလစ်ပိုင်လိုမျိုးရင်းနှီးနှီးရှိတဲ့နေရာတွေနားမှာမကြာခဏတွေ့ရပြီးရင်းကုန်သမားတွေကသူတို့ဘေးမှာကူးခတ်ကြပါတယ်။ရွေလျားနေတဲ့ဘက်စကာတစီဘေးမှာမျောနေရတယ်လို့မျိုးအသက်ဝင်နေတဲ့ရင်းကုန်သမားကြီးတစီလိုဖြင်းညှင်းစွာဖျက်ကျော်သွားတဲ့အခါမှာသူရဲ့တိတ်ဆိတ်တဲ့စွမ်းအားကိုခံစားရောက်ပုံကိုစိတ်ကူးကြည့်လိုက်ပါ။ ်ဝေလာငမန်းနေရာတက်တရာကျော်နေနိုင်ပေမဲ့သူတို့ဘမောင်မွေးဖွားတယ်ဘလို့မေးလိုက်တယ်ဆိုတာကိုတော့ကျွန်တော်တို့အခုထိမသိရသေးပဲပင်လယ်ရဲ့ကြီးမားသောလျှို့ဝှက်ချက်တွေကတခုပြင်းနေရှိနေသေးပါသူတို့ရဲ့နှူးညံ့တဲ့သဘာဝနဲ့ကြီးမားတဲ့အကျွဲစားကသူတို့ကိုပင်လယ်နေတက်ရှိတွေရဲ့ဟန်ချက်ညီမှုရဲ့တင်ကြီးထားဖြစ်နေဖန်တီးပေးပါတယ်ကြီးမားတဲ့ခုံအားနဲ့တူပြည့်စုံတဲ့ငင်းကြိမ်ပေါက်ဆက်ထားတာပါဝေလာငမန်းဟာဘလူးကြီးတိုင်းဟာအမဲလိုက်သူမဟုတ်ဘူးဆိုတော့တတိပေးနေပါတယ်တချို့ကတော့ပင်လယ်ရဲ့အဆောက်အအုံတွေတတ်တတ်ပါပဲနံပါတ်1ဖင်းဝေလာငမန်း ပင်လယ်ရဲ့ Greyhound ခွေးလိုလူသိများတဲ့ Fin Wheel ငါးဟာတနအိုင်ကို95မိုင်တို့ဒီအရှင်ရောက်နိုင်ပြီးတော့ပင်လယ်ထဲမှာအမြန်ဆုံး Blue ကြီးတွေကတကောင်ဖြစ်ပါတယ်။ဒါပြင်သူက60 BD ရှိလျားပြီးတော့တန်80 ठी အလေးချိန်ရှိတဲ့အတွက်ကဘာပေါ်မှာဒုတိယအကြီးဆုံးတက်တော်ပါဖြစ်ပါတယ်။သူ့ရဲ့ကိုယ်လေးကရှိလျားပြီးတော့လေခုံဟာကောင်းမွန်တာကြောင့်ရှင်တဲ့ပိုင်းမှာအလေးမြန်သွားလာနိုင်အောင်ဒီဇိုင်းထုတ်ထားပါတယ်။သူအဓိကအပြင်တော့ Cree လို့ခေါ်တဲ့သေးငယ်တဲ့ပစုံနဲ့ငါးတေးသေးလေးတွေကိုစားသုံးပြီးတော့ပင်လယ်ရဲ့အများပြားကိုတရှိန်နဲ့ပတ်သက်တဲ့မျိုးချပါတယ်။ပြီးရင်ဗီလန်ပြားလို့ခေါ်တဲ့အပြားတွေကလည်းစင်အစာတွေကိုစစ်ထုတ်ယူပါတယ်။ ဒီကျွေးမွေးနီးစနစ်ကိုတိုးထက်တာမှပို့ကြည့်တဲ့ဝေလာ9ပြားနဲ့မျှဝေ30ပါတယ်။ဖင်းဝေလာ9ရီနဲ့ပတ်သက်ပြီးတော့စစ်လို့ရှားစရာကောင်းတာကသူတို့ရဲ့တချင်းတာမှာသူတို့ရဲ့နေရှာနဲ့အတန်တရာရေအောက်မှာမာယာနဲ့ချီခီးသွားနေပါတယ်။အဲ့ဒီနေခွေးပြီးတော့စီးကြကြကြခုန်နေတဲ့စီးကြတန်တွေကကဘာကျူရဲ့နှလုံးခုန်တယ်လို့မျိုးအတန်ထွက်နေပါတယ်။20ရာခုနဲ့အတွင်းမှာသူတို့ရဲ့အစီနဲ့အသားတွေအတွက် အမဲလိုက်ခံခဲ့ရပြီးတော့မျိုးတော့လို့နေပါဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ဒီကနေ့မှာတော့သူတို့ဟာပြန်လည်ပေါက်ဖွားလာနေပြီးတော့အာတိတ်ကနဲ့အနတိတ်ကတိုက်ထိပင်လေဒီမှာပုံပုံမကြာခဏတွေ့မြင်လာရပါတယ်။ဖင်းဝီလာငါးတကောင်ကလှေတစည်းကိုဖျက်ကျော်ပြီးရှော့တိုက်သွားတာကိုသင်ကြည့်လိုက်တဲ့အခါမှာတကယ်ကိုစေကူးတဲကလိုပဲထူးဆန်းနေပါလိမ့်မယ်။သူရဲ့ကြီးမားတဲ့ကိုယ်ထည်ပတ်ပတ်လေးမှာရေတွေရေဝဲသွားပြီးတော့အမိကိုတစ်ချက်ခတ်လိုက်တာနဲ့တိတ်ဆိတ်ခြင်းကိုသာခြံထားခဲ့ပြီးရေနယ်ပိုင်းထဲထိပျောက်ကွယ်သွားပါတယ်။ ဗေးဝေလာကဟာမြေလုံးနဲ့အရွယ်စားငကူစလုံးတွေဖန်တီးထားတဲ့ကဘာမီးရဲ့စင်ကဲပြောင်းလဲမှုဆံရပြည့်စုံမှုရဲ့အသက်ရှင်နေတဲ့ရှေးဟောင်းပြည်စီတခုဖြစ်ပါတယ်။သူဟာပင်လည်းရဲ့စူပါဆော်နစ်ဂျက်လီရင်နဲ့တူပြီးတော့အဲ့ဒီထက်တောင်မှပိုရှေးကြပါတယ်။နံပါတ်၁ဝေလာကကဘာမီးရဲ့အစ်မဘလူးကြီး၊ကဲနံပါတ်၁ကိုရောက်ပါပြီ။သူကတော့ပင်လည်းတဲမှနေမဟုတ်ဘဲနဲ့တက်ရှိဘဝရဲ့တမိုင်းတက်လျှောက်မှာပါ။ယနေ့တည်းရှိခဲ့ဘူးသူများတွေမှာအကြီးဆုံးသောတတ္တဝါဖြစ်တဲ့ ဝေလာ9ပြားပဲဖြစ်ပါတယ်ဒိုင်နိုဆိုရီတော်မှာသူ့ရဲ့အရွယ်စားကိုမရှင်းနိုင်ပါဘူးအရွယ်ရောက်ပြီးသားဝေလာ9ပြားတကောင်ဟာအရှိပေးတရာတိရှင်နိုင်ပြီးတော့တန်တရာတိ၄ချိန်ရှိပါတယ်ဒါအစင်ကောင်30ရဲ့၄ချိန်နဲ့ညီမျှပါတယ်သူ့ရဲ့ short ချောင်းတဲ့ကစင်တကောင်တက်ပို့လေးပြီးတော့သူ့ရဲ့နှလုံးကကားသေးသေးလေးတစ်စီးအရွယ်စားရှိပါတယ်အဒီနှလုံးခုန်တန်တိုင်းကိုရေအောက်မှာနှမိုင်းကျော်အကွာကနေကြားနေပါတယ်သူကအသက်ရှူထုတ်တဲ့အခါမှာပေး30နီးပါးရေပန်းကိုလေးသေးကိုပန်းထုတ်လိုက်ပြီးဒါအမြင်ရသူတိုင်းကိုချင်းချင်းစကားမပြောနိုင်အောင်ဇွမ်းဆောင်စီတဲ့မြင်ကွင်းပါ သူရဲ့ကြီးမားတဲ့ရွယ်စားရှိတော်လဲဝေလာ၅ပြာတင်းငယ်တဲ့ခရီးတွေကိုတော့တီးတန်နေပါစားသုံးပြီးတော့တရက်တည်းကို၄တန်ဒီစားနိုင်ပါတယ်။အစာစားချိန်မှာတော့သူကကြီးမားတဲ့ပါးစပ်ထက်ဗယ်လင်ပြားတွေကနေတစ်စင်တနည်းကိုခရီးပေါင်းတန်း၄၀နီးပါစစ်ထုတ်နိုင်ပါတယ်။သူတို့ကနူးညံ့သိမ့်မွေတယ်ညံ့ရီထက်မြတ်ပြီးတော့လျှို့ပဲစမ်းကြည့်တယ်။နေ့စဉ်နေ့တိုင်းဝေလာ၅ပြာရီအောင်မိုင်းထောင်ပေါင်းများစွာယူလျားသွားကြပါတယ်။အေးတဲ့အစာရှာနေမီတွေတဲကနေနွေးတဲ့မွေးမြူရေရေပင်နေစီကိုခီးထွက်ကြပါတယ်။လမ်းတစ်လျှောက်မှာသူတို့ကမှတ်တမ်းတင်ထားသမျှဒီမှာအနေဆုံးကျိန်နှုံးရှိတဲ့အတန်များကိုအသုံးပြုပြီး ဆက်သွယ်ကြကမာယာချီဝေးတဲ့ဝေလာငားတွေကိုတော့ရောက်ရှိနေပါတယ်။ရာသုံးနှစ်များစွာကတည်းကလူသားတွေဟာသူတို့ရဲ့စီအတွက်အမဲလိုက်ခဲ့ကြပြီးတော့မျိုးသွလိုနေပါလိဖြစ်စေခဲ့ပါတယ်။ဒါပေမဲ့အားလုံးပြီးတဲ့နောက်မှာတော့ဝေလာငားပြားတွေကရှင်သန်နေသေးပါပဲ။သူအနေပေါင်းများစွာတတ်တန်းရှိတဲ့ရှီအောင်မျိုးတွေကလည်းစဉ်သက်လာတဲ့ရှင်သန်သူဖြစ်ပါတယ်။လေပေါ်မှာမတ်တက်ရပြီးသူ့ကိုရေးတဲကလည်းထွက်လာတာကိုမြင်ရချင်းအောင်လူသားတွေရဲ့အရွယ်စားကိုကြော်လို့တဲ့အရာတစ်ခုကိုမြင်တွေ့ရချင်ပါပဲ။ကျွန်တော်တို့ကတင်းငယ်ပြီးတော့ကဘာဂျူကတော့ရိုင်းစိုင်းနေသေးပါ။တတိပေးနေပါတယ်။ဝေလာငါးပြားဟာရိုးရိုးတက်တော်မှာမဟုတ်ပါဘူး။ သူဟာကဘာမီရဲ့အဆုံးစွန်သောတက်ရှိပုံစံပင်လယ်ရဲ့ဘရင်ကဘာကျိုးရဲ့အကြီးမားဆုံးသောအသက်ရှင်နေတဲ့ပင်လယ်ကြီးပဲဖြစ်ပါတယ်။ဘလူးကြီးပဲဖြစ်ပါတယ်။ရေခူးရဲ့နူးညံ့တဲ့အလားတရားကနေဝေလံငါးပြားရဲ့ရှေးကျတဲ့စွမ်းအထိသူတို့ဟာပင်လယ်ရဲ့တက်ရှိတဏှာကြီးများဖြစ်ပါတယ်။ကျွန်တော်တို့ကဘာမီရဲ့အကြီးမားဆုံးသောအံ့ဩစရာတွေဟာကျွန်တော်တို့ရဲ့ကဘာပေါ်မှာမဟုတ်ဘဲနဲ့အောက်ပေါ်မှာရှိနေတယ်ဆိုတဲ့သက်သေပါပဲ။လိုင်လုံးတိုင်းကလျှို့ပဲချက်တစ်ခုကိုဖုံးခွဲထားပါတယ်။အရေးတဲဟာတိတ်ဆိတ်စွာမျောလွင်နေတဲ့ဘလူးကြီးတကောင်ဖြစ်ကောင်းဖြစ်နေပါတယ်။ကျွန်တော်တို့ကကြေတီကိုမြေပုံဆွဲနိုင်ခဲ့ပေမဲ့ပင်လယ်သမုဒ္ဒရာကတော့အများစုကိုမစူးစမ်းရသေးပဲ ျွန်တော်တို့စေကူးထားတဲ့ကိုပို့ပြီးတော့ပိုစမ်းပြပြီးပို့ပြီးတော့စွန့်တက်တဲ့တတ်တော်တွေကိုထိမ့်သိမ်းထားသေးပါဒါကြောင့်နောက်တစ်ခါအလျားလဲအဝေးကိုကြည့်လိုက်တဲ့အခါမှာမျက်နှာပြာမှန်တဲ့ချက်သာဖြစ်နေတယ်ဆိုတာသတိရပါသူရဲ့အောက်မှာတော့ဘလူးကြီးတွေအုပ်စုတဲ့ကဘာတစ်ခုရှိနေပါတယ်